အချိန်လေးရက်တန့်သွားခဲ့တဲ့တစီမျိုးတော့ခမရတို့ကွမြင်နေရတဲ့မြင်ကွင်းတွေကခြားရဟတ်ကြီးကိုကြည့်လိုက်ပါဒါဟာကလေးတွေရဲ့ရည်တန်နေတဲ့ပြင်းထန်နေရမယ့်နေရာတစ်ခုပါဒါပေမဲ့ဒီခြားရဟတ်ကြီးဟာတခါမှတော့လဲပတ်ခွင့်မရပြီသူရဲ့ပထမဆုံးဖွင့်ပွဲနေ့မတိုင်ခင်မှာပဲထာဝရရက်တန့်သွားခဲ့ရပါသည်ဒီနေရာကတော့ယူကရိန်းနိုင်ငံမှာရှိတဲ့ဖရီပီယက်မြို့ကမ္ဘာပေါ်မှာလူသေအများဆုံး ghost town လို့ခေါ်တဲ့တစီမျိုးတော်ကြီးတစ်ခုပါပဲဒီမြို့မှာလူဦးရေ9000နီးပါးနေထိုင်ခဲ့ပါသည် ဒါပေမဲ့တရက်ထဲမှာနိုင်ပိုင်းအတွင်းမှာပဲတစ်မျိုးလုံးကလူတွေအကုန်လုံးရုတ်တရက်ပျောက်ကွယ်သွားကြရပါသည်သူတို့တွေဟာသူတို့ရဲ့ဓာတ်ပုံတွေကလေးကစားစရာရုပ်လေးတွေအရာလုံးကိုအိမ်ထဲမှာထားခဲ့ရပါသည်အိနေကစားပြီးဒီမျိုးကြီးဟာ1986ခုနှစ်မှာပဲအချိန်တွေကထောက်ဝရရက်တန်သွားခဲ့ပါတော့ဒီ။ဘာကြောင့်ဒီမျိုးကြီးကလူတွေပျောက်ကွယ်သွားကြရတာလဲ။ Prepia ဆိုတဲ့မျိုးဟာတာမန်မျိုးတစ်မျိုးမဟုတ်ခဲ့ပါဘူး။1980ပြည့်နှစ်မှာတည်ခဲ့တဲ့ဒီမျိုးဟာဆိုဗီယက်ပြည်ထောင်စုရဲ့အိမ်မက်မျိုးတော်တစ်ခုပါ။ သူနောက်မှာချာနိုဘိုင်းနျူကလ িয়ার ဓာတ်ပေါင်းမှုကြီးမှာအလုပ်လုပ်တဲ့သိပ္ပံပညာရှင်နေနဲ့မိသားစုတွေနေထိုင်မှုအတွက်အသီးသန့်တည်ဆောက်ခဲ့တာပါမျိုးရဲ့ပြမ်းမြလူရည်တတန်က26နှစ်ပဲရှိပြီးခင်မီရဲတိုက်ခန်းနေအားကစားယုံနေကျောင်းနေတဲ့အရန်ကိုစီကားခဲ့ပါသည်မျိုးရဲ့အမတ်သားဖြစ်တဲ့ကစားကွင်းကြီးကိုတော့မေလာဒီယန်နေမှာဖွင့်လှစ်ဖို့ပြင်ဆင်ထားခဲ့ကြပါသည်ဒါပေမဲ့အဲ့ဒီမေလာဒီယန်နေကိုဘယ်တော့မှမရောက်မလာခဲ့ပါဘူး1986ခုနှစ်ဧပြီလ26ရက်နေ့မနက်တနာ23မိနစ်ချာနိုဘိုင်းတပ်ပေါင်းဖို့နဲ့ နံပါတ်၄မှာလုံခြုံရေးစမ်းသပ်မှုတစ်ခုမှာရွင်ပြီးအဆိုးရွားဆုံးနျူကလ িয়ার ဓာတ်ပေါင်းကိုပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပါသည်။ဒီပေါက်ကွဲမှုကဟီရိုရှိမားဘုံထက်အစ400ပူများတဲ့ဓာတ်ရောင်ခြေတွေကိုလေတုထဲကိုလွှတ်ထုတ်လိုက်သလိုဖြစ်သွားခဲ့တာပါ။မိသားသမားတွေဟာဗာနေရင်ဆိုင်နေရမှမသိပဲမိငိမ့်တက်ရင်မျက်စိနဲ့မမြင်နိုင်တဲ့အစိမ့်ငွေတွေကြောင့်ရပ်ပိုင်းတွင်းသေဆုံးကုန်ကြပါသည်။ပရီပီယမျိုးကလူတွေကလည်းပဲဘာမှမသိခဲ့ကြပါဘူး။ပေါက်ကွဲမှုဖြစ်ပြီးတဲ့မနက်ခင်းမှာတော့ပုံမှန်တိုင်းပဲသွာလာနေကြတော့မှပါပဲ။ အာနာပိုင်းတွေကလည်းဒီသတင်းကိုလေ့ဝတ်ထားခဲ့ပါရီဒါပေမဲ့တဲရောင်ကြီးအစင်းကအရန်ကြီးအစိုးရကြီးဖြစ်လာမှနောက်တနေ့ဧပြီလ29ရက်နေ့နေ့လယ်2နာရီမှာဒီပရီပီယက်မြို့ကိုချက်ချင်းဆုံးခွာရမယ်လို့အရေးပေါ်ကြေညာခဲ့ပါရီမြို့တစ်မြို့လုံးကိုဘတ်စကားအစီးတစ်ထောင်ကျော်နဲ့အမြန်ဆုံးတည်ထုတ်ခဲ့ကြရပြီးသူတို့ကိုဒါဟာယာယီပြောင်းရွှေ့မှုတသက်ပဲ၃ရက်လောက်ပဲကြာမင်းမကြာခင်အိမ်ပြန်လာရမှာလို့ပြောခဲ့ပါရီဒါပေမဲ့အဲ့ဒီ၃ရက်ဆိုတော့ကဘယ်တော့မှပြန်မရောက်လာတော့ပါဘူး လူ9000ဟာသူတို့ရဲ့အိမ်ပိုင်ဆိုင်မှုအမတ်တရားတွေအားလုံးကိုထားခဲ့ပြီးထာဝရဆွန့်ခွာသွားခဲ့ကြရပါသည်ဒီမျိုးကြီးတစ်ခုလုံးဟာနိုင်ပိုင်းတွင်တစေမျိုးတော်အဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့ပါသည်အခုဆိုရင်အဲ့ဒီဖြစ်ရကြီးဖြစ်ပွားခဲ့တာနှစ်ပေါင်း30ကျော်ပါပြီဖရီးပီးယားဟာလူသားတွေနေထိုင်ခွင့်ပိတ်ပင်ထားတဲ့ exclusion zone area တွေမှာရှိနေပါသည်ဒီမျိုးကြီးကိုလူသားတွေကဆွန့်ပစ်ခဲ့ပေမယ့်တဘာဝတရားကတော့သူ့ရဲ့နေရာကိုပြန်လည်ရယူခဲ့ပါပြီအရင်ကအဆောက်အုံတွေရဲ့အကွဲကြောင်းတွေကနေတစ်ပင်ကြီးတွေထိုးထွက်ပေါက်လာတယ် လူတွေမရှိတော့တဲ့လမ်းမတွေပေါ်မှာဝက်ဝင်တမင်းဝင်းဘလူတွေလူလက်စွာကြက်စားနေကြပါရီကျောင်းကန်းတွေကပိုင်ရှင်မဲ့သွားတဲ့စောက်တွေကစားစရာအယုတ်ဟောင်းနေဒန်ငွေကမျက်နှာဖုံးနေဒါရီဟာပြန်ကျင်းနေပြီးဒီနေရာမှာဘလောက်ကြီးကွဲစရာကောင်းတဲ့အဖြစ်ဆိုကြီးဖြစ်ပွားခဲ့တယ်လဲဆိုတာကိုတတ်သိပြလို့နေပါရီ